ကိုကံကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာလောက်ကင်မြို့မှာနေထိုင်တဲ့ပြည်သူတွေဟာရွေးကောက်ပွဲကျင်းပမယ်ဆိုတာကိုမသိဘူးဖြစ်နေပါတယ်။ဥခွန်သောအိုသတင်းပြပို့ထားပါရရှင်။မြန်မာတရုတ်နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာလောက်ကင်မြို့မှာနေထိုင်ကြတဲ့ပြည်သူတွေဟာမကြခင်မှာကျင်းပတော့မဲ့ရွေးကောက်ပွဲအကြောင်းကိုမသိဘူးဖြစ်နေပါတယ်။ရွေးကောက်ပွဲကတော့တို့တို့မသိသေးဘူးခင်ဗျာ။ပညာပေးတယ်ဆိုတာလည်းဟိုလာမကောက်လေပေါ့။လွန်ခဲ့တဲ့တစ်လနှစ်လမှာဒီကိုပြန်လာကြပါတော့စစ်ပြီးတော့လေ။ စီပြီးတော့ပြန်လာကြတဲ့ခါကျတော့ဒီမှာစာဝင်းနေရေးအတွက်ရုံးကန်ရတဲ့အပိုင်းတွေအလုံးရှာရဖွေရတဲ့အပိုင်းတွေရောနော်ခက်ခဲနေတော့ဒါတော့စိတ်ဝင်စားမှုမရှိလို့ထင်တာလက်ရှိချိန်ထိလောက်ကန်ဒေတာမှာမဲစင်းလိုက်လံကောက်ခံတာတွေအခြေခံမဲဆန္ဒရှင်စီးရင်ကြီးညာတာတွေမရှိသေးပါဘူးဒါအပြင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့အသိပညာပေးတာတွေလည်းမရှိသေးတာကြောင့်ကိုကန့်ဒေတာမှာနေထိုင်ကြသူတွေဟာရွေးကောက်ပွဲကိုစိတ်ဝင်စားမှုရော့ကျနေတာပါမဲစင်းကတ်တာတွေရောရှိနေတာ မတည့်မရှိဘူးမေးပေးရမယ်လားပြောရလဲရှိမရှိဘူးအဲ့ဒါလေဘာမှမရှိသေးဘူးဒီမှာအဲ့လိုမျိုးမဲနဲ့ပညာပေးအဲ့လိုမျိုးဘယ်လိုလုပ်ရမယ်ဘာညာလားပြောရလဲမတွေ့သေးဘူးမရှိဘူးတမျိုးဒီမှာရောက်လာနှစ်လနှစ်လကျော်ပြီပေါ့ရက်ကွက်တဲ့ကိုစီမီမလူမျိုးပေါ့ကိစ္စလေးတွေကိုဖော်ပြဆွေးနွေးပြည့်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီမို့နော် လေရဲ့ပြည်သူလူထုအနေနဲ့ပူပြီးမှပြည်မြင်ကြွားလာမယ်ကိုလှုပ်ချင်တာဒီဘယ်လိုပြောကိုထဲ့ချင်တဲ့လူရဲ့စိတ်ကူးရဲ့စိတ်ဆန္ဒတွေကိုသိရတယ်ဆိုလို့ရှိရင်ရွေးချယ်ရလို့ပူပြီးပဲကူမယ်လို့ထင်ပါတယ်အခုကကျွန်တော်တို့ကဘာကိုရွေးချယ်ရမလဲဆိုတော့လေကိုကိုယ်တိုင်လည်းမသိပါဘူးဘယ်လိုရွေးချယ်ရမလဲဆိုတော့လေဘယ်လိုမှမသိသေးပါဘူး မြန်မာနိုင်ငံနဲ့အိန္ဒိချင်းနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံနိုင်ငံသားရေးဌာနရဲ့တာဝန်ရှိသူတဦးကတော့အခုကျင်းပမဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့အတွင်ကူးပြောင်းရေးအတွက်များစွာအရေးကြီးတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်တယ်လို့အထက်မြန်မာပြည်သတင်းတောက်တွေကပြောပါတယ်။မြန်မာမြန်မာနိုင်ငံကအထူးသဖြင့်ရွေးကောက်ပွဲကျင်းပဖို့အစီအစဉ်လေးရှိပါတယ်။ဒီတစ်ခါအထူးသဖြင့်ဒီကောပွားဟာမြန်မာနိုင်ငံအတွက်အရေးကြီးတဲ့ကိစ္စတစ်ခုလေးဖြစ်ပါလေ။ဘာဖြစ်လို့လဲဆိုတော့ ဒီဒီဒီခေါ် record ပွဲဟာမြန်မာနိုင်ငံအတွင်းကူပြောင်းရေဖြစ်လာပြီးတော့လည်းဘာမှအကျဉ် record ပွဲဖြစ်ပါကိုကန့်ဒေတာ record ပွဲ commission အဖွဲ့ကွဲရဲ့တာဝန်ရှိသူကတော့ပွင့်လင်းမြင်သာပြီးလွတ်လပ်တရားမျှတတဲ့ record ပွဲဖြစ်အောင်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်ဒေတာလက်ရှိဒီအုပ်ချုပ်မှုအဖွဲ့အစည်းအာဏာပိုင်ပေါ့နော်အာဏာအာဏာပိုင်အဖွဲ့အစည်းနဲ့ကျွန်တော်ပေါင်းဆက်ပြီးတော့ဖွင့်လင်းမြင်တာမှုရှိအောင်နောက်တစ်ခါလွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင် ဒါကျွန်တော်တို့တောင်းဝန်ရှိတဲ့ဒီရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအစင်းစင်းကနေပြီးတော့ဆောင်းဝင်မှာဆောင်းဝင်တော့မှာပါလက်ရှိမှာတော့ကိုကန့်ဒေတာကနေတရုတ်ပြည်ဘက်ချမ်းကိုစစ်ဘေးတိမ်းရှောင်နေတဲ့လူဦးရေတပေါင်းကျော်နေရပြန်မလာသေးပါဘူးရွေးကောက်ပွဲကိုလေးလာစောင့်ကြည့်မဲ့အဖွဲ့စည်းလည်းမရှိသေးပါဘူးတတိယမြောက်လဲစစ်အုပ်ချုပ်ရေးထုတ်ပြန်ထားပါတယ်ကျွန်တော်ခွန်စောဦးပါ